မန်ချက်နယ်လီရှုံးပွဲပြည့်ချန်ပီယံချန်ယူနိုက်တက်တင်ကတော့ဒီနှစ်မှာပြင်ဆင်မှုနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်မှုတွေတိတ်မလို့ပဲတိတ်ဆိတ်နေပါဗျ။ ပြီးခဲ့တဲ့ရာသီကနိုင်ငံခြားသားကစားသမားတွေနဲ့နန်းခွဲခဲ့တယ်လို့သတင်းထုတ်ပြန်မှုလုပ်ခဲ့ပြီးနောက်မှာနိုင်ငံခြားသားကစားသမားတွေခေါ်ယူမှုလည်းပြုလုပ်တာတွေ့ရပါဘူး MNL League အဖွဲ့အစည်းမှာလည်းနိုင်ငံခြားသားကစားသမားတွေကိုရင်တွေ့ရတာမျိုးရှိပါဘူးရှမ်းသိန်းနိုင်ငံခြားသားကစားသမားခေါ်အောင်ပါလားကျွန်တော်တို့ပြီးခဲ့တဲ့ရာသီကနိုင်ငံခြားသားကစားသမားနှစ်ယောက်ကိုဆက်ထွေးနှားပါတယ်။ map နဲ့ယူရီပါ။ယူရီကရပ်ပိုင်းတွင်အသင်းနဲ့လာပူပေါင်းပါမယ်။ နိုင်ငံသားကစားသမားတွေထပ်ခေါ်တာပါတယ်သူတို့ရက်ပိုင်းတွင်အသင်းနဲ့လာပူပေါင်းပြီးတော့ League Cup ဒုတိယပွဲမှာပွဲထပ်ကစားလာနိုင်ပါတယ်ရှမ်းယူနိုက်တက်အသင်းအနေနဲ့ MNL League Cup မှာလိုလက်ကူကူနိုင်နေတာမျိုးကိုသူမကြိုက်ဘူးလို့လည်းဂျပန်လူမျိုးနီးပြချုပ်အိုနိုကဆိုပါတယ်ပွဲတိုင်းကိုခက်ခက်ခဲခဲကစားခြင်းပြီးဝင်ပြိုင်တဲ့အသင်းတွေအနေနဲ့လည်းအာယွန်ဆိုင်ကစားဖို့အိုနိုကတောင်းဆိုပါတယ်ကျန်းမာရေးတဲ့အသင်းရဲ့နိုင်ငံသားကစားသမားပါစာကီကတော့ဒီပြလက်ညှိုးမှုတိုင်းအာယုံစိုက်ပြီးပြိုင်ပွဲဝင်မယ်လို့ပြောပါရတယ်။ um i don't really care about the monkey အမလာလီကမှာပြိုင်မဲ့တင်နေဘလိုကစားမလဲဆိုတာကျွန်တော်ကြည့်မဆိုင်ပါဘူးကျွန်တော်တင်းသာရှင်းနေပွဲမှာလည်းပြောခဲ့ပါတယ်ဒီပြိုင်ပွဲကိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲဖြစ်မြင်ကြပါတယ်ပွဲတိုင်းကိုခက်ခဲစားခြင်းနဲ့ကျွန်တော်တို့လွယ်လွယ်ကူအနိုင်ရတာမျိုးမလုပ်ချင်ပါဘူး okay အားလုံးပါမင်္ဂလာပါကျွန်တော်နာမည်မက်ဆာဂူပါ။အော်ဒီနေ့ဘက်ကဒီနေ့အဲဝေကပ်ဒီနေ့စီဝင်ကဒီနေ့ you know shine united i think uh, they they like pick up for you know pensinia i could all the website the media to charge formation for them and all the to be ne the way the way ne saw me ဒီနှစ်မြန်မာ national league မှာရန်ကုန် united နဲ့တကုံစား united အသင်းတို့ရဲ့ပြင်ဆင်မှုကိုအားရပြီးပြိုင်ဆိုင်မှုပိုပြင်းထန်တဲ့ပြိုင်ပွဲမျိုးဖြစ်လာနိုင်တယ်လို့လည်းအိုနိုကဟောကိထုတ်ပါရယ် င်းသားတွေအနေနဲ့ချန်ပီယံဖြစ်ချင်ပိုကြိုးစားရမယ်လို့လည်းတိုက်တွန်းခဲ့ပါတယ်ရှန်ဂွန်ယူနိုက်တက်အသင်းရဲ့ပြင်ဆင်မှုကလိဂိုပိုပြီးပြိုင်ဆိုင်မှုပြင်းထန်မှာဖြစ်လို့ကောင်းတဲ့ကိစ္စပါပြီးခဲ့တဲ့ရာသီကကျွန်တော်တို့နဲ့ရှန်ဂွန်ယူနိုက်တက်အကြားမှာအမှတ်ကွာမှုကအများကြီးပါတယ် တော်အနေနဲ့ကတော့ပြိုင်ဘက်တွေနဲ့အမှတ်အရန်ကွာတာမျိုးကိုမကြိုက်ပါဘူးကျွန်တော်ကြားထားတဲ့သတင်းတွေအရဆိုရင်ဒဂွန်စတာအသင်းကလည်းပြီးခဲ့တဲ့ရာသီကထက်ပိုကောင်းလာမယ်ထင်ပါတယ်ဒါကကောင်းတဲ့အချက်ပါကျွန်တော်တို့ချန်ပီယံဖြစ်ချင်ပိုပြီးပြင်ဆင်ရမှာပါဖြစ်ပြီးရေးဖို့လဲအဖြစ်အနေနဲ့